မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။မြိုင်မြို့နယ်ဝက်ပုံရွာပြူစောတီစခန်းမှာစေအုပ်စုကပြည်သူ၁၂ဦးကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြိုင်မြို့နယ်ဝက်ပုံချင်းရွာပြူစောတီစခန်းမှာဒေသခံပြည်သူ၁၂ဦးကိုစေအုပ်စုကအစုလိုက်တပ်ဖြတ်ခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။မြို့နယ်ကြောက်ခွက်ရှင်နံမြေစခန်းကိုရိတ်ခါဖို့စစ်ကြောင်းထိုးလာတဲ့စေအုပ်စုကစစ်ဘေးတိမ်းရှောင်နေတဲ့ဂွေကုံချင်းရွာပါဝင်ချင်းရွာတချို့ကဒေသခံ၁၂ဦးကိုဝက်ပုံပြူစောတီစခန်းကိုဖမ်းဆီးခေါ်ဆောင် င်သွားပြီးနောက်အခုလိုအစုလိုက် ပုံလိုက်တက်ဖြတ်ခဲ့တာလို့ဆိုပါတယ်။အစိုးရဒေသခံစနံကဖမ်းဆီးခံရပြီးရနောက်နှစ်ရက်အကြာမှာတက်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့မြန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြန်မြို့နယ်ပကဖတာဝန်ရှိသူကပြောပါတယ်။အစုလိုက်ပုံလိုက်တက်တယ်ဆိုတဲ့ကိစ္စကတော့ကျွန်တော်တို့တိုက်ပြီးနင်းမြေရှင်းတဲ့အခါမှာသူတို့စစ်အုပ်စုဝရုံတုံးကနေထွက်ပြေးရတာဆိုတော့တော်တော်များများကြံခဲ့တာကိုကြံခဲ့တော့နေ့စဉ်မှတန်းတွေ့တာပေါ့။အဲ့ဒီနေ့စဉ်မှတန်းထဲမှာခွေးဘူကရှိထားတာတွေ့တာပေါ့လို့မြန်မြို့နယ်ပကဖတာဝန်ရှိသူကဆိုပါတယ်။ မြန်မာမျိုးနဲ့ဝက်ပုံချင်းရွာပြူစော်တီစကန်ကိုတော်လိုင်းတက်တွေတိမ့်ပိုင်နိုင်ခဲ့ပြီးရဲ့နောက်နေမြေရှင်လင်းစဉ်စေအုပ်စုအထိုင်ချတွက်ဆဲခဲ့တဲ့စာတင်ကြောင်းတွေကနေစေအုပ်စုအရာခံဘုရဲ့နေ့စဉ်မှတ်တမ်းစာအုပ်ကိုတိမ့်ဆင်ရရှိခဲ့ပြီးအဲ့ဒီမှတ်တမ်းစာအုပ်တွင်ဂွေးကုန်းချင်းရွာဒေသခံစစ်နံဦးကိုအစုလိုက်တက်ဖြတ်ခဲ့တာကိုရှင်းမှတ်ထားတာတွေ့ရတယ်လို့ဆိုပါတယ်။မြန်မာမျိုးနဲ့ပါကဖာရဲ့ပြောကြားချက်အရဝက်ပုံပြူစော်တီစကန်ကိုတာဝန်နဲ့ရောက်ရှိနေတဲ့စေအုပ်စုအရာခံဘုစိန်တောင်းရဲ့မှတ်တမ်းစာအုပ်မှာဂွေးကုန်းချင်းရွာကပြည်သူ၁၀ဦးတန်ကျောင်းနဲ့မကြီးစုရွာကပြည်သူ၂ဦးစု စုပေါင်းပြည်သူစစ်နာဟုကို2023ခုနှစ်6လပိုင်း17ရက်နေ့မှာရှင်းလင်းလိုက်တယ်လို့ရှင်းသားထားတာဖြစ်ပါတယ်။ကျွန်တော်တို့နေမြေဝင်းရှင်တော့နောက်ဆုံးစုရက်ခံတပ်ပုံစံစာတင်ကြောင်းတွေကိုနေကြတာဆိုတော့ခွေးဘူကလည်းစာတင်ကြောင်းတွေမှာနေတာနေ့စဉ်မတန်ရေးတာကလည်းအဲ့ဒီခွေးဘူပဲရေးတာကျွန်တော်တို့အဲ့ဒီလေကိုဝင်းရှင်တော့ဒီတိုင်းပဲအရေးပေါ်ဆုတ်ခွာတာဆိုတော့ကြံနေတယ်မှာအဲ့ဒီစာကိုလည်းတွေ့တာပေါ့သူတို့ရဲ့နောက်ဆုံးစုရက်ပေါ့နောက်ဆုံးခံတပ်နေရာမှာတွေ့ရပေါ့လို့မြန်မြူနဲ့ပါကဖာကပြောပါတယ် အဆိုပါအစိုးရပြောင်းလိုက်တပ်ဖြတ်ခံရမှုဖြစ်စဉ်က2023ခုနှစ်စွန်လထဲမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးတနည်းကြောကြာတော်လိုင်းတပ်ဖွဲ့တွေဝက်ပုတ်ကြီးရွာပြူစော်တီစခန်းကိုသိမ်းပိုက်ချိန်2024ခုနှစ်ဩဂုတ်လအတွင်းမှာမှသိရှိခဲ့ရတာလို့ဆိုပါတယ်အစိုးရပြောင်းလိုက်တပ်ဖြတ်ခံရသူတွေဟာကိုယ်ကုံချင်းရွာသား10ဦးမကြီးစုရွာသား1ဦးနဲ့တန်ချောင်းရွာသား1ဦးတို့ဖြစ်တယ်လို့ဆိုပါတယ်ဒါအပြင်တပ်ဖြတ်ခံရသူတွေအားလုံးအမျိုးသားတွေကြီးဖြစ်ပြီးအသက်73နှစ်အရွယ်ကလေးငယ်ကနေအသက်62နှစ်အထိလူငယ်လူလတ်လူကြီးအရွယ်ဆုံးပါဝင်တယ်လို့ဆို ွားတယ်။စေအုပ်စုကအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့ပြီးအလောင်းတွေမြုံနှံထားတဲ့နေရာကိုနေမြေရှင်းလင်းစဉ်ရှာဖွေခဲ့ပြီးမယ်။တပ်ဖြတ်မှုဖြစ်စဉ်ကတနစ်ကျော်ကြာခဲ့ပြီးဖြစ်တာမို့မြင်းမြုပ်ထားတဲ့နေရာပါဝင်တဲလွန်စားအချက်လက်ကိုရှာမတွေ့ခဲ့ဘူးလို့မြိုင်းမြုပ်နယ်ပါကဖအတာဝန်ရှိသူကဆိုပါတယ်။အခုတော့စေအုပ်စုရဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရတဲ့သူတွေကဖမ်းဆီးခံရခြင်းကစပြီးမိသားစုနဲ့အဆက်အသွယ်မရတော့ဘဲတနစ်ကျော်ကြာပြီးရင်နောက်မှာစေအုပ်စုပုံရင်မှတ်တမ်း စာအုပ်ပါအချက်လက်အရာတက်ဖြတ်ခံထားတယ်ဆိုတာကိုသိရှိခဲ့ရတာလို့တက်ဖြတ်ခံရသူတအုပ်ရဲ့မိသားစုဝင်ကပြောပါရယ်အဲဒီကနေလုံအောင်ကိုအဆက်အသွယ်မရတော့တာရှင်အခုထက်တိကိုမရတော့တာပါတည်ဆုံသွားပြီဆိုတာကဝက်ပုတ်သိန်းကမှမှတ်တမ်းစာအုပ်ထဲမှာပါတာလို့ကြားမိတာပါကျမတို့ကတော့ပြန်လွတ်လာမယ်လို့ထင်မိတာပါလို့စေအုပ်စုရဲ့အစုလိုက်ပြုံလိုက်တက်ဖြတ်ခံရသူတွေမှာပါဝင်ခဲ့တဲ့မိသားစုတအုပ်ကပြောပါရယ်2022ခုနှစ်ဖေဖော်ဝါရီလမှာရှာကန်ပြူစော်တီတချို့နဲ့စေအုပ်စုပူးပေါင်းအင်အား80ခန်းကဝက်ပုတ်ရွာစာတင်ကြောင်းမှာပြူ စောတီစကိုင်းအထံကြားတက်ဆွဲခဲ့တာဖြစ်ပြီးစတင်တက်ဆွဲခြင်းကစလို့အနီးဝန်းကျင်ချင်းရွာတွေကပြည်သူတွေနေရဲဆုံခွာထွက်ပြေးခဲ့ရတာဖြစ်ပြီးစေအုပ်စုကအဲ့ဒီဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်နှိက်ကွတာတွေရှိရလို့ဆိုပါတယ်အဲဒီဝက်ပုတ်ရွာပြူစော်တီစကံကို2024ခုနှစ်အောက်တိုဘာ5ရက်ကနေ9ရက်ထိ3ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ပြီးရနာစေအုပ်စုနဲ့ပြူစော်တီတွေစကံဆော့ကွာထွက်ပြေးသွားချိန်အပီးသက်တင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ပြည်သူတွေတက်ဖြတ်တဲ့အကြောင်းရှင်းသားထားတဲ့စေအုပ်စုရဲ့အရှာခံပေါ်ရမှတ်စုစာအုပ်ကိုတွေ့ခဲ့ရတာပါ။နောက်ထပ်တပုတ်အနည်းနဲ့ကဏ္ဍမြို့နယ်မှာတကြံအကြနေစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကြောင့်ဒုံလဘကိုရင်ငယ်တပါးပါဝင်ပြည်သူလေးဦးတေဆုံးပြီးပြည်သူထောင်ချီထွက်ပြေးနေရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းနိုင်ကဏ္ဍမြို့နယ်အတွင်းမှာတကြံအကြနေအကြံဖက်စစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်မှုကြောင့်တကြံတွင်ဒုံလဘသာသနာပါဝင်နေတဲ့ကိုရင်ငယ်တပါးပါဝင်ပြည်သူလေးဦးတေဆုံးသွားကြောင်းဒေသခံပြည်သူတွေကပြောပါရတယ်။ဒီကနေ့မနက်9:30မိနစ်ချိန်ကစပြီးဒီ ကနေ့တလျှောက်လုံးစကိုင်းတိုင်းကဏီမြို့နယ်အတွင်းရှိမုတ်ထောရွာနဲ့ကြီးကြီးရွာတမင်ချန်ရွာတွေအပါအဝင်ကျင်းရွာတွေကိုဥတီပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်နေကြောင်းအကြံဖက်စစ်တပ်ကဒရုန်းများ၊ဂျက်ဖိုက်တာများ၊ရဟတ်ယာဉ်များ၊ပါရာမော်တာများအသုံးပြုပြီးနိုင်ဝဲအတွင်းလေကြောင်းပစ်ခတ်မှုအနည်းဆုံး15ချိန်လုပ်ခဲ့ကြောင်းသိရပါတယ်။ဖုံးကျဲတာကလူနေအိမ်နဲ့စာသင်ကျောင်းတွေပေါ်ကျဲတာ၊၃နာကဝိုင်းတွဲလေရင် MI-35 ရဟတ်ယာဉ်စက်တပ်လေဒီဒီသုံးပြီးတိုက်ခိုက်တဲ့ဒရုန်းတွေရောပဲကဘာစစ်ဖြစ်နေတယ်လို့ပဲတိုက်ခိုက်နေတာ။နေကြီးကြီးရွာတိမ်ရွာနဲ့တင် င်းပုံးနေအလုံး20ကျော်ကျဲတယ်။စာတင်ချောင်းကိုကျဲချတာတမင်ချမ်းမှာဆိုရင်ကိုရင်တပါတည်တယ်။အခြားရဟန်းတပါလည်းထံရရတယ်။တံရပြင်းထန်တယ်လို့ကဏီဒေတာသတင်းအရင်းမြစ်တွေကပြောဆိုပါတယ်။ အကြံဖတ်စတန်းရဲ့လေကြောင်းတိုက်ခိုက်မှုထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိပြီးဒဏ်ရာပြင်းထန်သူတွေလည်းပါဝင်ကြောင်းဒေသနေပြည်သူတွေကအကြံဖတ်စတန်းရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကြောင်းယုံပြီးတကြံကာလဘေးလွရာကိုထွက်ပြေးနေရကြောင်းသိရပါတယ်။အခုနောက်ဆုံးသိထားရတာကကိုရင်တပါးနဲ့ပြည်သူသုံးတီရဲ့လူတီရတဲ့တန်ဃာတို့နှစ်ပါးလည်းအပြင်းထန်ဒဏ်ရာရရတယ်။တကြံတွင်ဒုံလက်ပါသာသနာ့ဘောင်ဝင်နေတဲ့ကိုရင်လေး တည်ဆုံသွားတာတီလာပြင်းနေတဲ့အချိန်မှာလာပြစ်သွားတာမို့တည်ဆုံမှုတွေဖြစ်ခဲ့တာအလုံးပေါင်းတည်ဆုံသူ၄ဦးဖြစ်သွားပြီလို့ဒေတာရင်တည်ရင်အရှင်မြတ်တွေကပြောဆိုခဲ့ပါတယ်။ ဆလပ်ပြီးနေပြည်တော်နဲ့ဆက်ဆက်ဒေသတိုက်ပွဲများအတွင်းခလာရ20ကိုဒုတိယတရင်မှုအပါအဝင်80နီးပါးတည်ဆောင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်၊ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာဖေဖော်ဝါရီ9ရက်နေ့မှာဤပြည်လာနေ့ရက်နေ့ထိဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်ပတ်မှဒုတိယတရင်မှုအပါအဝင်80နီးပါးတည်ဆောင်းခဲ့ကြောင်းနေပြည်တော် PDF ကဤပြည်လာ14ရက်မှာတရင်ထုတ်ပြန်ပါတယ်။နေပြည်တော်ပြည်မနာမြို့နယ်တောင်မြင့်ရွာမှာကျင်းရွာကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မှာရှမ်းလေပြင်းစကန်တန်တောင်မြောက်ပိုင်းမြောင်နှမ်းချိုကျင်းရွာနီးနဲ့ပဲခူးတိုင်းရှင်နီးမြို့နယ် မိဤကလင်းရွာကျိုးချောင်းချင်းရွာရှိတာရှိမျိုးနဲ့ဗောရီကုံချင်းရွာတို့ကိုဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်အဆိုပါဒေသတွေကနေပြည်တော်နဲ့ဆက်ဆက်တဲ့ဒေသတွေဖြစ်ပါတယ်စစ်ကောင်စီကစစ်တနန်းစင်တွေကိုအတုံးပြုပြီးစီရင်လှရှာနေရလို့ဘကိုတိုင်းမှာကကွင်းရဲဘော်တုံးကပြောပါတယ်တိုက်ပွဲများတွင်စစ်ကောင်စီဘက်မှခြေလင်းတရင်ခါလာရ29ဒုတိယတရင်မှုသိမ်းတန်းပါဝင်89ဦးသေဆုံးပြီး115ဦးထပ်မံတဲ့ထဏ်ရရကလက်နက်ကင်ရများသိမ်းဆည်းနိုင်ခဲ့ကြောင်းနေပြည်တော် PDF ကသတင်းထုတ် ပြန်ထားပါတယ်။ဒါအပြင်စစ်ကောင်စီတပ်သားတောင်းကလက်နက်နှလက်ခရဲချိုးနဲ့ဒူလာရပူပေါင်းခဲ့ကြောင်းဖော်ပြပါတယ်။အဆိုပါတိုက်ပွဲများနဲ့ပတ်သက်ပြီးစစ်ကောင်စီတပ်ကတရင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။စစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုတွေနဲ့ပတ်သက်ပြီးတရင်ဌာနအနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။တိုက်ပွဲများအတွင်းတော်လန်ရေးပူပေါင်းတပ်ဖွဲ့ဘက်မှလည်းရဲဘော်၅ဦးတရားရခဲ့တယ်လို့နေပြည်တော် PDF ကထုတ်ပြန်ထားပါတယ်။လက်ရှိကာလမှာစစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုရစရင်ထုတ်ပြန်ကြေညာထားသည့်အတိုင်းစစ်ကြောင်းထိုးခြင်းအင်အားပြည့်တင် ်ခြင်းတိုက်ခိုက်ခြင်းလက်နက်ကြီးတိုက်ခိုက်ခြင်းလေကြောင်းမှပုံကျဲတိုက်ခိုက်ခြင်းများနိုင်စင်ပြုလုပ်နေကြောင်းနေပြည်တော် PDF ကသတင်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီက AP လ2ရက်မှ AP လ22ရက်နေ့ထိအပြည့်ရကြောင်းကြေညာထားတာဖြစ်ပါတယ် ဧပြီလ17ရက်နေ့ကလည်းပဲခူးတိုင်းရီတာရှိမြို့နယ်ပရောက်ကုန်းအုပ်စုရေငန်ကျင်းရွာကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်ခဲ့ရာအရက်သားတအုပ်တီဆောင်ပြီးတအုပ်တရားရခဲ့ကြောင်းတော်လိုင်းတရင်အရင်မြစ်တွေစီကသိရပါဗျ။ပြည်သူများအနေနဲ့လည်းစစ်ကောင်စီရဲ့လေကြောင်းအနေရကိုတတိပြုနေထိုင်ကြဖို့အမျိုးသားညညရေးအစိုးရ NUG ကကွေးဝင်ကြီးဌာနအလဲပိုင်းနိုင်စစ်ဌာနချုပ်နေပြည်တော်တိုင်းစစ်ဌာနကတတိပြုထားကြောင်းဖော်ပြထားပါဗျ။ နောက်ထပ်တစ်ပုံအနေနဲ့စစ်ကောင်စီကအေးတကြံကောင်းစင်နဲ့ကျင်းပနေတဲ့နေပြည်တော်တကြံမြင်ကွင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အင်အားပြင်းကလေးလှုပ်ခတ်ပြီးရဲ့နောက်စစ်ကောင်စီရုံဆိုင်ရာနေပြည်တော်မှာစစ်ကောင်စီကတကြံပွဲတော်ကိုအေးတကြံကောင်းစင်နဲ့နေပြည်တော်မြို့တော်ခမ်းမရှိမှာမှတ်တပ်ထိုးပြီးကျင်းပလျက်ရှိပါတယ်။အဆိုပါတကြံပွဲကိုရခိုင်နေများတိုင်လုံးကျုံကြီးများချပြီးပြုလုပ်နေခြင်းဖြစ်ကစစ်ကောင်စီတပ်သားတွေထံရဲအင်အားပုံမအတောင်ပြူထားကြောင်းဒေသခံတွေက AP 14ရဲ့တကြံအကြနေမှာပြောပါတယ်။တကြံအကြနေမှာနေပြည်တော်တွင်းရက်ွက်များတွင်ကလေးတငယ်များရှိဘက် ်စားမှုတွေသာရှိပြီးတကြံလေးပတ်သူတွေနေပါကြောင်းသိရပါတယ်။အခုနှစ်တကြံပွဲကိုဒူးချားစီကတိုင်မြိုင်စွာကျင်းပဖို့စီစဉ်ခဲ့တော်လဲငလျင်တန်ခန်းစားခဲ့ရတဲ့ဒေသခံတွေရဲ့နင်းနာဆုံးရှုံးမှုတွေကိုထောက်ထားသောအပြင်အပျော်ပါနဲ့တီဆိုကကုန်ကျင်းမပါပဲမြမယူရအစင်လာနေညီရှင်ကြီးတေမွေတဲ့တကြံအေးချမ်းတာရတဲ့တကြံအဖြစ်ကျင်းပမယ်လို့စစ်ကောင်စီကပြောထားပါတယ်။စစ်အာဏာမသိခင်ကနေပြည်တော်မှာတကြံပွဲတော်ကိုစီကားတိုင်မြိုင်စွာဆင်နွှဲခဲ့ကြတော်လဲအာဏာသိမ်းကာလအတွင်းနေပြည်တော်တကြံကစစ်ကောင်စီရဲ့လမ်းလျှောက်တကြံကျင်းပတဲ့ တဲ့နေရာကလွဲပြီးကြံတဲ့နေရာတွေမှာကလေးတငယ်တွေရဲ့ရှိကစားမှုသာရှိပြီးတိတ်ဆိတ်ခြောက်ကပ်ခဲ့ပါတယ်။လက်ရှိငလင်ထံတင်ပြီးနောက်ကျင်းပတဲ့စစ်ကောင်စီရဲ့လမ်းလျှောက်တကြံမှာရခင်နစ်ကကဲသူဝင်ကြီးဌာနမှန်တပ်များထည့်သွင်းနိုင်ခြင်းမရှိတော့ဘဲလာရောက်သူလည်းများပြားစွာရော့ကျသွားပါတယ်။မလ28ရက်ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းကလင်းကြောင့်ဒီပြည်တော်မှာထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးဝင်ကြီးဌာနများပျက်စီးခြင်းဝန်ထမ်းအင်အားများနဲ့ဒေသခံရဲ့နေအိမ်များပြိုကျခဲ့ခြင်းများဖြစ်ပွားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။